ဝိနည်းဥပရေနဲ့ပတ်သက်ပြီးတော့အအဆတ်ဆတ်ဖြစ်လာအောင် လုပ်တတ်တဲ့ပုဂ္ဂိုလ်ကိုကပ္ပိယကာရကလို့ခေါ်တယ်ကပ္ပိယဆိုတာယဟန်တော်ရီနဲ့အဆတ်အောင်တင့်လျော်အောင်ကာရကလုပ်ပေးတတ်သူလို့ဒီလိုအဓိပ္ပာယ်ရသို့တော်မြန်မာပြည်မှာအဲ့ဒီစကားလုံးကကပ္ပိယဆိုပြီးတော့ဘုန်းကြီးကပ်ပြီးတော့ရတယ်လို့ဒီလိုအောင်းမေးပြီးတော့ နာမည်ပြက်နေတဲ့စကလုံးတစ်ခုဖြစ်သွားတယ်เนาะနာမည်ပြက်နေတဲ့စကလုံးပြက်နေတယ်အမှန်ကတော့မဟုတ်ဘူးကပိယကာရကဆိုတာယဟန်တန်ဃာတွေအဆက်အောင်လှုပ်တတ်တဲ့ပုဂ္ဂိုလ်လို့ဒါလူတိုင်းမလှုပ်တတ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှလှုပ်တတ်တာဝိနည်းသိခာဘုတ်တွေကိုနားလည်တဲ့ပုဂ္ဂိုလ်ယဟန်တန်ဃာတွေနဲ့နီးစပ်တဲ့ပုဂ္ဂိုလ်ကသာလှုပ်တတ်တာဟုတ်လူတိုင်းမှမလှုပ်တတ် အဲ့တော့လက်တွဲရမယ်ဆိုလို့ရှိရင်ရဟန္တာငါးရဲ့အနေနဲ့အဲ့ဒီကပ္ပိယကာရကဆိုတဲ့တကားရှိဖို့အမတန်မှအရေးကြီးတယ်